ျွန်တော်ဒီနေ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်မျှော်ပေးချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့လူတော်တော်များမှာအရေးကြီးဆုံးအချက်တစ်ချက်ပေါ့နော်ဒါလေးကကျွန်တော်တို့အတွက်တကယ်ကိုအရေးကြီးပါတယ်အဲ့တော့အဲ့အရေးကြီးတဲ့အချက်လေးကိုကျွန်တော်ဒီနေ့မျှော်ပေးချင်တယ်အဲ့ဒါပါလဲဆိုတော့အဲအင်္ဂလိပ်စကားလုံးပေါ့ meaning လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘဝ life equal meaning ဆိုတဲ့ theory လေးတစ်ခု အဲ့တော့ life ဆိုတာကျွန်တော်တို့ရဲ့ဘဝ meaning ဆိုတာကျွန်တော်တို့ရဲ့အဓိပ္ပာယ်ခွင့်ဆိုချက်လို့ပေါ့အဲ့တော့ကိုယ်ဘဝဖြစ်တည်မှုဒီဘာနဲ့အချိုးကျလဲဆိုရင်ကိုယ်အဓိပ္ပာယ်ခွင့်ဆိုရင်ကိုယ့်ကိုယ်ကိုဘယ်လိုအဓိပ္ပာယ်ခွင့်ဆိုရင်ကိုယ့်ကိုယ်ကိုဘယ်လိုသတ်မှတ်လဲဆိုတဲ့အချက်နဲ့သွားပြီးတော့ guide ဥပမာကျွန်တော်တို့ကကိုယ့်ဘဝကိုဟာငါဘဝကတော့အရန်နှင်းကြလိုက်တာငါဘဝကတော့နှုံချလိုက်တာငါဘဝကတော့ဆုတ်ပြတ်လိုက်တာလို့သတ်မှတ်ရင်အာမင်းဆိုရအဲ့တိုင်းဖြစ်ပါဘူး အကိုဘွားကိုကောင်းလိုက်တာငါဒီတိတက်ပုံကောင်းနိုင်တယ်ငါဒီတိတက်ပုံပြီးအောင်ဝင်ဝင်ရနိုင်တယ်လို့သတ်မှတ်ရင်ကိုသတ်မှတ်ချက်တိုင်းပဲဖြစ်လာမှာဖြစ်ပါဘူးဥပမာအာကားစီးတဲ့သူတယောက်ဒီအာငါမှာကားရှိတာအရင်ကောင်းတာပဲလို့သတ်မှတ်ရင်တကယ်ကိုအာကောင်းမွန်တဲ့ရလက်ကိုရတယ်အဲ့လိုမဟုတ်ဘူးငါမှာတော့ကားတော့ရှိတယ်ငါကားတော့အာမော်ရယ်နိုင်တယ်အတူများကားတွေကတော့အရင်ကောင်းတယ်လို့သတ်မှတ်နေလားငါမှာတော့စပိန်ရှိတယ် ကားမရှိဘူးလို့ကိုကိုတတ်မှတ်တယ်လားပေါ့ကိုကိုကိုတတ်မှတ်တယ်တတ်မှတ်ချက်နဲ့ပဲဆိုင်အဲ့တော့တကယ်ကို cop set ကပါလဲလို့မင်းရင်တတ်မှတ်ချက်ရဲ့နောက်ွယ်မှာပါလဲဆိုတော့ feeling ဆိုတာဖြစ်လာခံစားမှုပေါ့နော် emotion feeling တော့ပါတယ်အဲ့တော့ကိုကိုကိုနှုံချရတော့တတ်မှတ်ရင်အာကိုကငါအရင်ညံ့တာပဲလို့တတ်မှတ်တဲ့လူကပျော်မလားဆင့်ညင်မလားလို့မေးဒါမင်းကြံမလို့ပါဘူးတော်တော်များများဆင့်ညင်မယ်စိတ်ပြတ်မယ်အာကိုကကိုအရင်တော်တယ်လို့တတ်မှတ်ရင် အာပျော်မလားစိတ်ညစ်မလားလို့မေးအားတော့ပျော်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒီရဲ့ theory ရဲ့ concept ကဘာလဲလို့ပြောရင်ကိုယ့်ရဲ့တတ်မှတ်ချက်ရဲ့နောက်ွယ်မှာခံစားချက်ဆိုတာရှိအဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ကိုယ့်ဘဝရဲ့ရည်တည်မှုမှာကိုယ်ဘလို့တတ်မှတ်လဲဆိုတာအရင်အရေးကြီးအဲ့တော့ဒီ theory ကိုကောင်းကောင်းသိပြီဆိုတာနဲ့ကျွန်တော်တို့အဲ့ theory နဲ့ကိုလိုချင်တဲ့ဘဝကိုရအောင်ယူရမယ်။ဘယ်လိုယူရမလဲဆိုတော့ကျွန်တော်ဒီကျွန်တော်ဘဝကို အာဒီလောက်နဲ့မတင်းတယ်ဘူးဒီတက်ပိုကောင်းတဲ့ဘဝကိုရနိုင်တယ်အဲဒီတက်ပိုပြီးဝင်ဝင်အများကြီးရနိုင်တယ်လို့ကျွန်တော်အမြင်နဲ့သတ်မှတ်တယ်အဲ့သတ်မှတ်ချက်အတိုင်းပဲနေကတူကသွားလာလှောက်ရှားတယ်အဒီတက်ပိုကောင်းတဲ့ဘဝကိုငါရနိုင်တယ်လို့ယူဆအဲ့တော့အခုချိန်ကာလမှာကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေအားလုံးကိုကိုကိုသတ်မှတ်ချက်တစ်ခုသည်ဘယ်တော့မှအဆုံးတန်းနဲ့မပြီးဆုံးပါဘူးအဲ့တော့ကိုကိုကိုကောင်းမွန်တဲ့သတ်မှတ်ချက်တွေသတ်မှတ်ပါ live equal meaning ဆိုတဲ့ theory လေးကိုနားလည်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆောင်တွေ့ပါ